အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကမြန်မာဘောလုံးအကစားသတင်းအစုံလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံကအရှေ့ဖြစ်လက်ခံကျင်းပသွားမယ့် AFC Women Champion League 2025-26အုပ်စုစည်းပွဲစဉ်တွေအတွက် ISPA မြို့သမီးတင်ကလေ့ကျင့်ပြင်ဆင်လျက်ရှိပါတယ်။ ISB ရေမြို့သမီးတင်ကနိုဝင်ဘာ9ရက်နေ့ည9နာရီအချိန်မှာတောင်ကိုရီးယားဂလက်စူဝမ် FC အသင်းနဲ့နိုဝင်ဘာ10ရက်နေ့ညနေ3နာရီအချိန်မှာဂျပန်ဂလက်ဒိုဂျိုဗာရီအသင်းနဲ့နိုဝင်ဘာ15ရက်နေ့ည9နာရီအချိန်မှာမြောက်ကိုရီးယားဂလက်နေဂိုရန်အသင်းတို့နဲ့ရန်ကုန်မြို့သူနာဘောလုံးကွယ်မှာရှင်မဲကစားသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကအာရှမြို့သမီးချန်ပီယံလိအုပ်စုစီပွဲစဉ်တွေကိုသူနာဘောလုံးကွယ်ကိုလာရောက်ကြည့်ရှုရပေးသွားမယ်။မြန်မာဘောလုံးချင်ပြည်သက်တွေကိုအပြန်ခရီးအဆင်ပြေစေဖို့အတွက်ဘက်စကာလမ်းကြောင်းတွေကိုစီစဉ်ပေးထားပါတယ်။ မြန်မာနိုင်ငံဘောလုံးခြေပြသက်တွေနဲ့ဂျိုတင်လက်မှတ်တွေကိုသူဝနာဘောလုံးခွင် KM နှစ်မှာရိုးရိုးတန်း2000ကျပ်အထူးတန်း9000ကျပ်နဲ့ရုံးချိန်အတွင်းမှာတွားရောက်ဝယ်ယူနိုင်ပါတယ်။ ISB ရဲ့မြို့သမီးအသင်းရဲ့အာရှချန်ပီယံလိပွဲစဉ်အားလုံးကို SkyNet Sport Channel Channel 9နဲ့ MRT ဗီဒီယိုကတိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ AFC Women Champion League ပြန်ပွဲရဲ့ရုပ်သံထုတ်လွှင့်မှုအဖြစ် SkyNet ရုပ်သံကမူပိုင်ခွင့်ရရှိထားပြီးတော့ SkyNet Sport 8 Channel နဲ့ SkyNet Application တို့ကနေပြီးတော့တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ ဒီ AFC ဟာရဲ့ YouTube channel မှာလည်း ISB ရဲ့မြို့သမီးအသင်းပါဝင်တဲ့အာရှ Champion League ပွဲစဉ်တွေကိုတိုက်ရိုက်ထုတ်လွှင့်ပေးသွားမယ်ဆိုပြီးတော့ကြေညာထားတာတွေ့ရှိရပါတယ်။ ISB Women FC အသင်းပါဝင်တဲ့အာရှ Champion League အုပ်စုစည်းပွဲစဉ်တွေရှင်ပြိုင်ဖို့အတွက် Japan Club Tokyo Fury ပလီစာအသင်းကမြန်မာနိုင်ငံကိုရောက်ရှိနေပြီဖြစ်ပါတယ်။အုပ်စုစည်းပွဲစဉ်တွေကိုလာမယ့်နိုဝင်ဘာ9ရက်နေ့ကနေ15ရက်နေ့အထိရန်ကုန်မြို့သူဝနပေါ်လုံးကွင်းမှာကျင်းပတော့မှာဖြစ်ပါတယ်။ တောင်ကိုရီးယားကလပ်စူဝမ်ဝူမန် FC တင်ကလည်းရန်ကုန်မြို့ကိုရောက်ရှိနေပြီဖြစ်ပါတယ်။တောင်ကိုရီးယားကလပ်စူဝမ်ဝူမန် FC အတင်ကပြိုင်ပွဲရဲ့အုပ်စုစီမှာအင်းရှင်မြန်မာကလပ် ISP ဝူမန် FC ၊ဂျပန်ကလပ်တိုချိုဗာဒီဘလီဇာ FC ၊မြောက်ကိုရီးယားကလပ်နေဂိုရန် FC တို့နဲ့အတူတအုပ်စုတွေကြာရောက်နေပါတယ်။အာရှအမျိုးသမီးချန်ပီယံလိပြိုင်ပွဲဝင် ISP ဝူမန် FC အတင်၊စီးကိန်းပြိုင်ပွဲဝင်မြန်မာအမျိုးသမီးအတင် အမျိုးသားယူနီဆက်နဲ့အတင်းအမျိုးသားဖူဆယ်အတင်းအမျိုးသမီးဖူဆယ်အတင်းနဲ့အာရှယူဆက်ခွန်ခြေစပွဲဝင်မဲ့အမျိုးသားယူဆက်ခွန်အတင်းတို့စခန်းဝင်လေ့ကျင့်မှုတွေကိုမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဦးစိုးစောကလာရောက်အားပေးကြည့်ရှုခဲ့ပါတယ်။ရှယ်ရတဲ့အတင်းရဲ့နေပြကျုပ်အတင်းအဖြစ်ဦးဟန်ဝင်းအောင်ကတာဝန်ယူခဲ့တဲ့တောင်းမဲ့ဖြစ်ကြောင်းသိရှိရပါတယ်။မြန်မာနိုင်ငံရဲ့လီဒူကလပ်ရန်ကုန်စီတီအသင်းကပုဂ္ဂိုလ်ရေးဆိုင်ရာငွေကြေးအရှုပ်ရှင်းတွေပြုလုပ်ထားတယ်ဆိုပြီးတော့နောက်ခံကစားသမားကျော်စင်လင်ကိုအသင်းကထုတ်ပြန်လိုက်တယ်ဆိုပြီးတော့သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရန်ကုန်စီးရီးသင်းရဲ့ထုတ်ပြန်ချက်မှာအသင်းရဲ့စီကံပိုင်းဆိုင်ရာတွေကိုချက်ချက်မမတ်ဆောင်ရွက်သွားလျက်ရှိပြီးတော့အသင်းရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်တဲ့အပြုအမူတွေကိုလုံးဝလက်ခံမှာမဟုတ်ကြောင်းသိရှိရပါတယ်။အသင်းမှာအားထားရတဲ့ကစားသမားတအုပ်ဖြစ်တဲ့ကျော်စင်လွယ်အနေနဲ့ပုဂ္ဂိုလ်ရင်းကိုကြီးဆိုင်ရာအရှုပ်ရှင်တွေပြုလုပ်ထားတဲ့အပြင်အသင်းရဲ့ပုံရိပ်ကိုထိခိုက်စေတဲ့အပြုအမူတွေကိုပြုလုပ်ထားတဲ့အတွက်အော်တိုဖာဒီယန်နစ်ကနေစတင်ပြီးတော့ထုတ်ပေခဲ့ကြောင်းသိရှိရပါတယ်။ မထုပ်ပဲခင်ကကျော်စင်လွင်ကိုအတိပေးမှုတွေပြုလုပ်ခဲ့သလိုတပတ်တလန်းကနေငွေကြေးကိစ္စတွေကူညီဖြည့်ရှင်းပေးခဲ့တာမျိုးရှိခဲ့ပေမဲ့လည်းဆက်လက်အမှားကျွလွန်နေတဲ့အတွက်အစာချုပ်ဖြစ်သိမ်းလိုက်ခြင်းဖြစ်ပြီးတော့သူနဲ့ပတ်သက်ပြီးတော့တာဝန်ယူမှာမဟုတ်ကြောင်းရန်ကုန် CDFC အသင်းကထုတ်ပြန်ကြေညာထားပါတယ်မြန်မာ Channel 2025-2026အမှတ်ပေးပေါ်လုံးပြန်ပွဲ WAAB မှာတွင်ကိုအများဆုံးကစားသမားဆင်မှာရန်ကုန်လိုက်တဲ့အထင်တိုက်ဆင်မှုမိုကူကတွင်ကို17ကိုနဲ့ထိဆုံးကဦးဆောင်နေပါတယ် ရန်ကုန်ယူနိုက်တက်အသင်းတိုက်စင်မှုမုတ်ကူးရဲ့နောက်မှာရနာဘုံသင်းရဲ့ဝိုင်းရင်တိုက်စင်မှုပြီးမှုက9ဂိုးတကုံဘောအသင်းတိုက်စင်မှုအဲရစ်ကန်တိုနာနဲ့ဟတာရီတိုက်စင်မှုတန်တူအောင်တို့က9ဂိုးစီသွင်းယူထားပြီးတော့ဂိုတင်စရာမှာထိတ်ဆုံးကနေရည်တည်နေကြပါတယ်မြန်မာနေရှင်နယ်လီဒူ2025-26အမှတ်ပေးပေါ်လုံးပြိုင်ပွဲ V7 ပထမကြော့ပြီးမှချင်းလန်းအသင်းကတိုက်စင်မှုလာဖုံးကသွင်းကိုရှိခိုးနဲ့ဂိုတင်အများဆုံးဆင်းရဲထိတ်ဆုံးမှာရည်တည်နေပါတယ် မြန်မာနေ channel ဒီ2025-2026ဖွဲ့စဉ်ရှိရပြီးမှာရန်ကုန်ယူနိုက်တက်တင်ကရာမတ်22မှတ်နဲ့အဆင့်၁ချန်ယူနိုက်တက်တင်ကနှစ်ပွဲလျှောရာမတ်16မှတ်နဲ့အဆင့်၂ရန်နာဘုံအသင်းကနဲ့ ISB အသင်းတို့ကရာမတ်14မှတ်စီနဲ့အဆင့်3အဆင့်၄နေရာတွေမှာအဆင့်လိုက်ရည်တည်ရရှိပါတယ်။2026အာရှယူဆက်ခွန်မြို့သားခြေစပွဲပြိုင်ပွဲအုပ်စုအလိုက်ပွဲစဉ်တွေကိုလာမယ့်နိုဝင်ဘာ22ရက်နေ့ကနေပြီးတော့30ရက်အထိတက်ဆိုင်ရာအင်ရှင်နိုင်ငံအသီးသီးမှာကျင်းပတော်မှာဖြစ်ပါတယ်။ အုပ်စုခုနှစ်စုပါဝင်ပြီးတော့အုပ်စုတစ်စုစီကအုပ်စုပထမနေရာရရှိတဲ့အသင်းတစ်သင်းစီသားခြေစပွဲအောင်မြင်သွားမှာဖြစ်ပါတယ်။စုစုပေါင်းအသင်း9တင်းသားခြေစပွဲအောင်မြင်သွားမှာဖြစ်ပါတယ်။အုပ်စုခွဲဝေမှုအရာအသင်း6တင်းပါအုပ်စု3အုပ်စုအသင်း5တင်းပါအုပ်စု4အုပ်စု စုစုပေါင်းအုပ်စုခုနှစ်ခုအသင်း38တင်းပါဝင်ရှင်မြိုင်သွားမှာဖြစ်ပါတယ်။အုပ်စုအမှာတော့မြန်မာ၊အိုမန်၊အာဖဂန်နစ္စတန်၊ဆီးရီးယား၊နီပေါ်တင်းတို့ပါဝင်ရှင်မြိုင်သွားမှာဖြစ်ပါတယ်။ အုပ်စု FA ဝန်ဆင်တွေကိုတော့မြန်မာနိုင်ငံရန်ကုန်မြို့သူနာဘောလုံးကွယ်မှာလက်ခံကျင်းပတော့မှာဖြစ်ပါတယ်။မြန်မာအသင်းရဲ့ဘောချိန်စရာတွေကတော့နိုဝင်ဘာ22ရက်နေ့ညနေ၄နာရီအချိန်မှာအာဖဂန်နစ္စတန်၊နိုဝင်ဘာ24ရက်နေ့ညနေ၄နာရီအချိန်မှာမြန်မာနဲ့နီပေါ်၊နိုဝင်ဘာ28ရက်နေ့ညနေ၄နာရီအချိန်မှာမြန်မာနဲ့အိုမန်၊နိုဝင်ဘာ30ရက်နေ့ညနေ၄နာရီအချိန်မှာတော့မြန်မာနဲ့ဆီးရီးယားအသင်းတို့ရှင်းပြန်ကစားတော့မှာဖြစ်ပါတယ်။ ခြေစပွဲအောင်မြင်မဲ့အသင်း9ခုရဲ့အနေနဲ့2026ခုနှစ်မေလ9ရက်နေ့ကနေ24ရက်အထိ Saudi Arabia နိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပသွားမယ်2026 AFC U20 မြို့သားပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်권ရရှိတော်မှာဖြစ်ပါတယ်။အာရှဖလားပြိုင်ပွဲကိုအသင်း16တင်းကို၄တင်း၄အုပ်စုခွဲပြီးတော့ရှင်ပြိုင်စီမှာဖြစ်ပါတယ်။အသင်း16တင်းကခြေစပွဲအဆင့်ကနေတက်ရောက်လာကြတဲ့အသင်း9တင်းနဲ့အာရှဖလားပြိုင်ပွဲအဆင့်အတွက်ဘိုင်းရရှိထားတဲ့အသင်း9တင်းတို့ဖြစ်ပါတယ်။ follow ကစားတင်ဆက်မှုတွေကိုကြားနေသလဲဆိုရင်တော့ subscribe like and comment တွေပြုလုပ်သွားပေးကြပါအခုလိုနောက်ထပ် follow ကစားတင်ဆက်မှုတွေမှာပြန်လည်ဆုံးလေ့ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်